မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အနာဒိစတက်ကလုံးမဲ့ရွေးကောက်ပွဲမှာသုံးဖို့အတွက်စစ်တပ်ညွှန်ကြားမှုနဲ့ထုတ်လုပ်ထားတဲ့မဲပေးဆက်ကိုစစ်တပ်လက်အောက်ခံအမျိုးသားစံချိန်စံညွန်ကော်မတီကစံချိန်မှီကြောင်းထောက်ခံတတ်မှတ်ထားတယ်လို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်စစ်တပ်လက်အောက်ခံဝင်ကြီးဒုဝင်ကြီး ဝန်ထမ်းအကြီးအကဲအများစုနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားစံချိန်စံညွန်ကောင်စီကစစ်တပ်ရွေးကောက်ပွဲတွေမှာသုံးမဲ့မဲပေးဆက်ကိုကော်မတီဖွဲ့စည်းစစ်ဆေးခဲ့ပြီးစံချိန်စံညွန်နဲ့ပြည်မိကြောင်သတ်မှတ်ထားသလိုအမျိုးသားအစိအကြီးသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ကအကြီးသွေးမိကြောင်လိုင်စင်ထုတ်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါ့အပြင်မြမစံချိန်စံညွန်အမှတ်တရအသုံးပြုခွင့်လိုင်စင်ရထားတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်တပ်လောက်ခံအမျိုးသားစံချိန်စံညွန်ကောင်စီကိုအယောက်20နဲ့ဖွဲ့စည်းထားပြီးအဲ့ဒီထဲက12ယောက်ကစစ်တပ်လောက်ခံဝန်ကြီးဒုဝန်ကြီးအမြဲတမ်းအတွဲဝင်နဲ့ညွှန်ကြားရေးမှူးချုပ်တွေဖြစ်ကြတယ်လို့သိရပါပါတယ်ရှင်။ မဲလာမပေးသူတွေကိုအေးအေးယူနိုင်တဲ့ဥပဒေပြဋ္ဌာန်းထားတာမရှိပေမဲ့နယ်မြို့တချို့နဲ့ကျေးလက်ဒေသတွေမှာမဲစည်းရင်ကြီးဖို့ပြင်ဖို့နဲ့မဲဆွယ်ပွဲတွေလာရောက်ဖို့ကိုရက်ကြီးအုပ်ချုပ်မှုတွေကတဆင့်ဖိအားပေးနေတာကြောင့်ပြည်သူတွေကြားစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ပြည်သူတွေမဲမပေးရင်ဘာတွေဖြစ်လာနိုင်ပါသလဲ။သို့တူအောင်သတင်းပေးပို့ထားပါရရှင်။ မြန်မာနိုင်ငံမှာနိုင်ငံသားတယောက်မဲလာမပေးတာကိုအရေးယူနိုင်တဲ့ဥပဒေမျိုးတရားဝင်ပြဋ္ဌာန်းထားတာမရှိပေမဲ့စစ်ကောမရှင်အုပ်ချုပ်ရာမြို့နယ်တချို့နဲ့ကျေးလက်ဒေသတွေမှာအုပ်ချုပ်ရေးပိုင်းတွေကနေတဆင့်ချင်းချောက်တာနဲ့ဖိအားပေးတာတွေကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။အဓိကအနေနဲ့မဲဆင်းတွေလာကြည့်ဖို့နဲ့ပြင်ဆင်ဖို့မဲဆက်ပွဲတွေတက်ရောက်ဖို့ကိုဖိအားပေးခံနေရပြီးပြည်သူတွေမဲမပင်းရင်ဘာဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်လို့စိုးရိမ်နေရတဲ့အကြောင်း ARD တိုင်းမှာနေတဲ့ဒေသခံတယောက်ကပြောပါတယ်။ ဒီဗီဗီကိုဖြေဆိုပေးတဲ့ဒေသခံအလုံးဟာစစ်တပ်ကဥပဒေအမျိုးမျိုးနဲ့အရေးယူလာမှာကိုစိုးရိမ်တဲ့အတွက်မူရင်းအတန်ကိုဖျောက်ပေးဖို့မြစ်တာရက်ခံထားပါတယ်။အာဆယ်ပထမတော့အဲဒီကြီးရောက်အုပ်ချုပ်မှုတွေကမင်းတို့လာမပင်အရေးယူလို့ရတဲ့ဘာညာနဲ့အဲ့လိုပြားပေးရတယ်လို့ရှိတယ်။အခုမင်းသိရင်မှာဆိုလို့ရှိရင်ကကျွန်တော်ဆိုရင်ကျွန်တော်နာမည်မင်းသိရင်မှာမပါဘူး။အဲကျွန်တော်သွားလည်းမကြည့်ဘူး။အဲ့ဒါကိုသူလာခေါ်တယ်ကျွန်တော်ကို။လာခေါ်ပြီးတော့မှတ်ပုံနဲ့မိတ်သူနဲ့အိမ်အောင်ရပ်ပေးတယ်ယူလာခဲ့ပါတယ်ဆိုတော့ကျွန်တော်ယူသွားတော့ဟိုရတော့မပါလို့တဲ့။ အဲဒီလိုပြန်လျှောက်ရမယ်သူတို့ကသူ့ဘာလို့ရေးယူလာမှာသူတို့ကသူ့ဘာလို့ပြန်တင်ပေးတယ်။မပါတဲ့လူတွေအိမ်လိုက်ခေါ်ပြီးတော့သူတို့ပေါက်ထည့်ပြီးထည့်ထည့်ကြတယ်။ဒါကြောင့်မဲရွာသားအများစုဟာအုတ်ချိုအိမ်ပိုင်ကအိမ်အထိလာခေါ်ရင်တော့မဲထွက်ပေးရမှာဖြစ်ပြီးအဲ့လိုမဟုတ်ခဲ့ရင်တော့အိမ်မှာပဲနေဖို့ဆုံးဖြတ်ထားကြတဲ့အကြောင်းပြောပါရစေ။ မန္တလေးတိုင်းဒေသကြီးတဲကနယ်မြို့တစ်ခုမှာနေထိုင်တဲ့ဒေသခံကတော့အခုချိန်ထိဖိအားပေးတာချင်းချောက်တာတွေမရှိပေမဲ့ရုပ်ောက်ပွဲနေ့မှာမဲလာမပြီးခရင်အုတ်ချွေပိုင်းကသတိထားစောင့်ကြည့်မှနဲ့အညိုထားခံရမှာအပြင်စစ်မှုထမ်းခေါ်လာမှာကိုလည်းစိုးရိမ်ရတဲ့အကြောင်းပြောပါရယ်ပြောရကလာသားတွေပါရဟိုကျွန်တော်ဒီလူငယ်ချင်းကဗန်းန်းပြောရင်စိတ်ကောင်မရှိတော့ဘောကျွန်တော်ဒီဘယ်သူဘယ်နာမှာဘလူနေတယ်တော့ကတော်တော်များများပြည်နေကြတော့ဆိုတော့လေအဲ့ကြတော့စိတ်ပြီးတော့ ဟိုပူဆူရမယ်ဟာမလုပ်ကြဘူးကွာဒီမဲသွားမပြီးဘူးဆိုရင်ဘယ်ရင်မပြီးဘူးမပြီးဘူးဒီလူဒီလူရှိရဒီလူ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 မလာဘူးဆိုရင်ပို့ပြီးတော့ကိုယ်သတိသတိထားမိသွားမယ်ပို့ပြီးတော့ဒီစိတ်မှုထမ်းမှုလို့ပို့ပြီးတော့ဟိုဖြစ်သွားမယ်အဲအဲ့လိုမျိုးလေးကြာဆက်ရအောင်လို့မရှိပါဘူးလို့ပြောတယ်မန္တလေးလိုမျိုးမျိုးကြီးမဟုတ်တဲ့အတွက်ဘေးရွက်ကမှဘာရှိတယ်ဘတူနေတယ်ဆိုတာကိုအုတ်ချွေရေးပိုင်းတွေကသိနေပြီးသားဖြစ်လို့စိုးရင်ရတဲ့အကြောင်းပြောပါရစေ တရားလွတ်တော်ရှိနေဦးကြည်မြင့်ကတော့ဒီအချက်တွေကိုထောက်ခံပေမဲ့မြန်မာနိုင်ငံမှာမဲမပေးလို့အရေးယူနိုင်တဲ့ဥပဒေမရှိတဲ့အကြောင်းထောက်ပြပါရယ်။ဒီနိုင်ငံမှာမဲမပေးလို့ရှိရင်အရေးယူမယ်ဆိုပေမဲ့ဥပဒေမရှိဘူးလေ။ဩစတြေးလျမှာရှိတယ်အဲ့လိုတွေနော်။ဒီနိုင်ငံမှာမရှိပါဘူးအဲ့ဒါကတော့နော်။မျိုးကြီးတွေမှာတော့အဲ့လိုဖိအားမပေးလောက်ဘူးကွာ။မျိုးကြီးတွေကကျဲလက်တယ်။ကျဲလက်တွေမှာပို့ပြီးတော့ဟိုကွာသူတို့ဆိုးမိုးတဲ့ကျဲလက်ကိုပြောတာနော်။ မင်းအမကြီးလည်းမင်းလာတယ်မင်းကမတို့ရဆိုအိမ်ချောက်တဲ့ကြီးကဘယ်ကောင်သွားမဲပေးတယ်မပေးဘူးသတိနာယူမင်းလားပေါ်တင်ကြီးရှိနေတာယူမင်းလားသူရဲ့တုံးသက်ချက်ဟာနေမျိုးတချို့နဲ့ကျေးလက်ဒေသတွေမှာအမိနဲ့တကွအဆောင်ကြီးခံရတာကြောင့်ဖိအားခံစားနေရတဲ့ဆိုတော့ဒေသခံတွေရဲ့ပြောပြချက်ကိုထောက်ခံနေပါတယ်။ဒါပေမဲ့ရန်ကုန်လိုမြို့ပြကြီးတွေမှာတော့အခြေအနေကွာခြားချက်ရှိပါတယ်။တင်ငန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်ကတော့ရောက်ွက်ယုံကမဲဆင်းလာကြည့်ဖို့တကြိမ်တာကြီးညာခဲ့တယ်လို့ ပြည်သူတွေကလည်းရွေးကောက်ပွဲနဲ့ပတ်သက်လို့စိုးရင်စိတ်ကောစိတ်ဝင်စားမှုပါမရှိတဲ့အကြောင်းပြောပါရယ်။လုံခြုံရေးအရာ DVB သတင်းတောက်ကအတန်အစားရုပ်ဖတ်ပြထားပါရယ်။ရွေးကောက်ပွဲအတွက်ပြင်ဆင်တာကတော့ရန်ကုန်မြို့အနှံ့အပြားမှာ PPP ပါတီကဆိုင်းဘုတ်တွေထောင်ထားတာတွေ့တယ်။ဒုတိယကတော့ဥက္ကကိုကြီးပါတီသူတို့ကတော့နည်းနည်းပါးပါးပဲ တွေ့ရတယ်။မဲပေးဖို့အတွက်ကြတော့ရက်ွက်ယုံကမဲဆင်းကြည့်ဖို့တစ်ခေါက်လောက်ပဲကြီးညာသွားတယ်။ကိုယ်လည်းစိတ်ဝင်စားဘူးမဲဆင်းလည်းတော့မကြည့်ဘူး။ မဲလည်းမပေးဘူးစိတ်လည်းမဝင်စားဘူးအခုကလေးကရွေးကောက်ပွဲတော့မလုပ်ရသေးတဲ့ဟာနိုင်နေတဲ့ဟာကိုမဲပေးတော့ရောဘာထူးမှမဟုတ်လို့လေကျမတို့ရက်ကွက်မှာကချင်းချောက်တာလည်းမရှိဘူးဘာမှလည်းမစိုးရိမ်ဘူးလို့ပြောပြတာပါစစ်ကောမရှင်ရဲ့အုတ်ချုပ်ရေးရန်နေရာတွေကပြည်သူတွေကိုဖိအားပေးမှုတွေရှိနေတယ်လို့တခြားတစ်ဖက်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်သူတွေကိုအရေးယူမဲ့အကြောင်းနဲ့တိုင်ကြားနိုင်ကြောင်းမှအသိပေးထားပါတယ် အန်ယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကပြည်သူ့ရဲ့အနေနဲ့မမိတို့ရဲ့ဥပဒေပါအခွင့်အရေးကိုသိရှိဖို့နဲ့ကာကွယ်ဖို့ကိုတိုက်တွန်းပါတယ်။အဓိကတော့ကျွန်တော်တို့ကဥပဒေရကိုယ့်ရဲ့ရပါမယ်ကိုယ့်ရဲ့အခွင့်အရေးကိုကျွန်တော်တို့ဒါသိနေဖို့ပါပဲ။သိနေပြီးတော့အဲ့အခွင့်အရေးကိုကျွန်တော်တို့ကကိုကာကွယ်ဖို့ရဲနောက်ပြီးတော့တရားရောက်ကချိုးဖောက်လာရင်ထိပါလာရင်ဒီဟာကိုကျွန်တော်တို့အဲမှန်မှန်ကန်ကန်ကျွန်တော်တို့ဒါတုံ့ပြန်ဖို့ဟိုကျွန်တော်တို့ဒါတိုက်တွန်းတာဖြစ်ပါတယ်။အဲ့တော့ ဟိုလက်ရှိအနေနဲ့တော့တော်လိုင်းရဲ့အင်အားစုတွေစုံမထင်ကျုံနေနေမှာဆိုရင်တော့ကျွန်တော်တို့ဒါဖန်စီရေးယူပြီးချက်ချင်းအဲကျွန်တော်တို့ရေးယူဆောင်ရတာတွေလောက်မှာဖြစ်တယ်လို့အဲဆေးအုပ်စုရဲ့နေပြည်တော်မှာဆိုရင်လည်းပဲကျွန်တော်တို့အမှုဖြစ်စဉ်ပေါ်မူတည်ပြီးတော့အဲကျွန်တော်တို့ဒီတရားဆွဲဆိုနောက်ပြီးတော့လိုအပ်ရင်ဝရမ်းထုတ်တာမျိုးပေါ့နော်အဲဒါမျိုးတွေဆက်လုပ်သွားမှာဖြစ်ပါတယ်ဗျ။ ဒီအချက်တွေကြောင့်ပဲမြို့နယ်ပြည်သူတချို့ကရွေးကောက်ပွဲကိုလစ်လူရှုထားနိုင်ပေမဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်ရဲအောက်မှာဓာတ်ရိုက်ရှိနေတဲ့ကြီးလက်နဲ့မြို့နယ်တချို့ကပြည်သူတွေကတော့မဲမပင်းရင်စစ်မှုထမ်းဥပဒေအပါအဝင်တခြားနီလန်းအနေနဲ့ပြစ်မှတ်ထားခံရမှာကိုအဓိကထားစိုးရိမ်နေကြပါတယ်။ကဘာကူလာသမဂ္ဂအပါအဝင်နိုင်ငံကြီးတချို့ကလွတ်လပ်မြတ်တာမှာမဟုတ်ဘူးလို့ဝေဖန်ထားတဲ့ရွေးကောက်ပွဲကိုအာဏာသိမ်းစစ်တပ်ကတော့ လာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာအပိုင်းခွဲပြီးကျင်းပသွားဖို့ရှိနေပါတယ်။ကျွန်တော်စိုးသူအောင်ပါ။မဲပေးနိုင်ရေးနဲ့မဲပေးဆက်ကင်တွယ်မဲ့သူတွေစနစ်တကျကင်တွယ်နိုင်ရေးဟာအထူးခကြတဲ့အပိုင်းဖြစ်တာကြောင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထိုင်းပြည်ရဲ့မဟာဝချီရာလောင်ကောင်းဟာဗုဒ္ဓဦးနေ့ကတရုတ်နိုင်ငံကိုအလဲပတ်ခီးရောက်ရှိနေပါတယ်။ ဒါဟာထိုင်းပြည်တွေထဲမှာတရုတ်နိုင်ငံကိုလည်ပတ်ရောက်ရှိတဲ့ပထမဆုံးပြည်ဖြစ်လာတာပါဒါအပြင်ထိုင်းပြည်အတွက်နန်းတက်ပြီးကိုနှစ်အတွင်းပထမဆုံးနိုင်ငံတော်အဆင့်ပြည်ပအလဲပတ်ခီးစဉ်လည်းဖြစ်ပါတယ်ထိုင်းနဲ့တရုတ်နိုင်ငံတို့ဟာ1985ခုနှစ်ကတန်တမန်ဆက်ဆံရေးစတင်ခဲ့တာဖြစ်ပြီးနှစ်ပေါင်း90ပြည့်နှစ်ပတ်လည်နေ့ဖြစ်ထိုင်းပြည်ကိုတရုတ်သမ္မတရှီကျင်းဖင်ကဖိတ်ကြားခဲ့တာဖြစ်ပါတယ်တရုတ်သမ္မတရှီကျင်းဖင်ရဲ့ဇနီးတို့ဟာထိုင်းပြည်ကိုနိုင်ငံတော်အခမ်းအနားနဲ့ကြိုဆိုခဲ့ကြပါတယ် ထိုင်းမင်းရဲ့တရုတ်အလဲပတ်ခီးစဉ်ဟာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့အပြက်လန်းနားလည်မှုတွေပိုပြီးနှက်ဆိုင်စေတယ်လို့ထိုင်းဆိုရအဖွဲ့ကကြေညာချက်မှာဖော်ပြပါဗျ။ထိုင်းပြည်နဲ့မီဘီယာတို့ဟာဗုဒ္ဓဆွေတော်ရှိတဲ့ပေကျင်းမြို့လင်ကွမ်းဖျားကျောင်းနဲ့ပေကျင်းအာဂါသာမြို့တို့ကိုတွားရောက်လဲပတ်မှာဖြစ်ပါတယ်ရှင်။ဒီဗီအုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်